မင်္ဂလာပါရှင်ညမြေပြည်တက်ကြီးခင်ဗျာဒီနေ့2025ခုနှစ်မေလကုန်မှာနေမင်းကြီးကကဘာကိုအပူနဲ့ဖုတ်လောင်းတော့မှာဖြစ်ပါတယ်ကျွန်တော်ဗီရင်ပညာရနက်ခတ်ဗီရအရာနဝတပ်ပါလို့ခေါ်တဲ့အပူဆုံး2025ခုနှစ်ရဲ့အပူဆုံးကိုရတာကာလစတင်တော့မှာဖြစ်ပါတယ်ဒီချိန်မှာနေရရူနီနက်ခတ်သေးကိုဝင်နေတာကြောင့်အပူချိန်45ဒီဂရီစင်ဂရီဒိတ်ထိတက်နိုင်ပါတယ်ဒါကြောင့်ဗာရီတိချတဲ့လေဘလူကာဝယ်မလဲဆိုတာရင်းနဲ့အတူ မိမင်းကြီးကိုဘယ်လိုပူဇော်ကြမလဲဘလိုခါရာတွေနဲ့ရွတ်ဆိုပြီးမိမိလိုရာစုတွေပြည့်ဝအောင်တောင်းဆိုပြုကြမလဲဆိုတာကိုမြမရိုးရဘေးမညာရှင်ကြီးများရဲ့နိနေတရကိုခံယူပြီးနိုင်ငံတကာ astrology numerology ပညာရှင်များရဲ့အဆိုကိုမှီညမ်းတာကျွန်တော်တို့ရွှေညမီ admin d ဖွဲ့ကရှာဖွေလေ့လာစူးစီးတင်ဆက်လိုက်ပါတယ်ခင်ဗျာ ရှင်ညမြေပိတ်သက်ကြီးခင်ဗျာ2025ခုနှစ်မေရတီရဲ့အပူပြင်းဆုံးကာလဖြစ်တဲ့နှောင်းဝတပ်ပါဟာမေလ25ရက်နေ့ကနေဇွန်လ10ရက်နေ့ထိကြာမြင့်မှာဖြစ်ပါတယ်အထူးသဖြင့်ပထမ6ရက်ဖြစ်တဲ့မေ25ရက်နေ့ဇွန်2ရက်ကအပူပြင်းဆုံးကာလဖြစ်တယ်လို့နက္ခတ်ပေရအရာလဲအရေးပါတဲ့အချိန်ဖြစ်ပါတယ်နှောင်းဝတပ်ပါဆိုတာဘာကိုခေါ်ပါသလဲနှောင်းဝတပ်ပါဆိုတာ6ရက်တာအပူလိုင်းလို့ဒိဗယ်ရပြီးမေလကုန်ပိုင်းမှာနေရာရိုးနေနက္ခတ်တို့ ဝင်ရောက်တဲ့အချိန်ဖြစ်ပါတယ်ဒီကာလမှာမိုးကြမတိုင်မီကဘာမေကြီးကနေမှပူဆွမ်းရင်နေစုပ်ရဲအဆင့်ဖြစ်ပြီးနောက်ပိုင်းမှာမိုးဖြစ်ပြန်လဲထုတ်လွှင့်မဲ့သဘာဝဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ2025ခုနှစ်အတွက်နဝတပအချိန်ကာလာဆိုရင်တော့မေလ25ရက်နနေ့3:28မိနစ်မှာစတင်ပြီးဇွန်လ10ရက်နေ့မှာပြီးဆုံးမှာဖြစ်ပါတယ်အပူပြင်းဆုံးကာလနဲ့လက်ခက်ပိဒါရရေးပါဆုံးကာလကတော့မေလ9ရက်နေ့ကနေ ဇွန်လ2ရက်နေ့ထိပဲဖြစ်ပါတယ်။ဘာကြောင့်ပြုပြင်ရတယ်လဲဆိုရင်တော့ဂိုနီလက်ကတ်ကိုတောက်ကြယူကအုပ်စိုးပြီးတောက်ကြနဲ့နေတို့ဟာသဘောအားဖြင့်ရန်သူတွေဖြစ်ပါတယ်။နေရာရူနီဝင်းနီကိုဝင်ရောက်တဲ့အခါမှာဆက်ကျင်ပဲစွမ်းရည်များကြောင့်အူချင်းပူပူမြင့်တက်လာခြင်းဖြစ်ပါတယ်။ဒီကာလကမိုးရသည်မတိုင်မီကဘာမီကနေအောင်ကြီးဖြင့်တန့်စင်ပြီးတဲ့အချိန်လည်းဖြစ်ပါတယ်။ဘဝတပရဲ့ဘီရင်ဆိုင်ရာရေးပါမှုတွေကတော့နေရာကျမ်းမာရေး စိတ်တအောင်မြင်မှုနဲ့စွမ်းရည်တွေကိုကိုစားပြုပါတယ်။ဒါကြောင့်ဒီကာလမှာမင်းမင်းကြီးကိုကိုးကွယ်ခြင်းဝတ်ပုခြင်းလှူဒန်းခြင်းများပြုလုပ်ပါကများစွာသောကောင်းကျိုးတွေရရှိနိုင်ပါလေဖြစ်ပါတယ်ခင်ဗျာ။ရှင်ညာမြေပြည့်တက်ကြီးခင်ဗျာ2025ခုနှစ်ရဲ့နဝတပအချိန်ဖြစ်တဲ့မေ25ကနေဇွန်လ2ရက်နေ့အားဘီရင်ပညာရနေနေတောက်ကြလို့ရန်ဖြစ်ကြတဲ့အချိန်ဘူနီနက်ကတ်ထဲကိုစတင်ဝင်ရောက်တဲ့အချိန်လို့ဆိုနိုင်ပါတယ်။တိပ္ပံပညာရကတော့ကဘာမြေကြီးဘုံနေအောင်ကြီးတက်တဲ့ကြောက်ရောက်တဲ့ အချိန်ကာလဖြစ်ပါတယ်။ဒါကြောင့်ဒီကာလမှာအပူရှက်တာတွေရေတော့ခန်းကျောက်တာတွေအသားရည်တွေနေလောင်တန်တွေကိုဖြစ်ပေါ်စေတဲ့အတွက်ဂရုစိုက်ဖို့လိုအပ်ပါတယ်ခင်ဗျာ။ဒါကြောင့်ဒီလိုပူပြင်းတဲ့အချိန်တွေမှာနေ့လယ်၁၂နာရီကနေ၃နာရီအတွင်းအပြင်မထွက်ဖို့တိုက်တွန်းလိုပါတယ်။ရေနဲ့အုံးကြီးများများတောက်ပါ။ခြေထားဝတ်စားတွေကိုဝတ်ဆင်မှုလိုအပ်ပါတယ်ခင်ဗျာ။မဖြစ်မနေပြင်ထွက်ရမယ်ဆိုရင် ठी အုတ်ထုံများကိုဆောင်းပြီးဒီတော့ကိုခံနိုင်တဲ့ စကရင်တွေကိုလိမ့်ပြီးတော့ဖို့အကြံပြုလိုပါတယ်။ဒီနဝတပကာလမှာအသားငါးတွေအပူဆက်တွေအလွန်ကျူးစားသုံးခြင်းကိုလည်းရှောင်ကျဉ်သင့်ပါတယ်ခင်ဗျာ။ဘီရင်လိုရတော့ဒီနဝတပကာလမှာနေမင်းကိုဒီနေ့ကတော့ပူဇော်ပြီးမန္တန်ကိုရွတ်ဆုံမယ်ဆိုရင်တော့အနေအကင်းဘေးရှင်ပြီးမိမိလူတော်ဆန္ဒတွေပြည့်ဝမှာပဲဖြစ်ပါတယ်။ဒါကြောင့်မနေ့မိုးလင်းအေးရကထတာနဲ့မိမိမျက်နှာတင်မဲ့ရေခွက်ကိုကိုင် မိမင်းရှိရာရက်ကိုမျက်နာမူပြီးအောင်နမောဘဂဝတိဒုရိယာယအောင်နမောဘဂဝတိဒုရိယာယအောင်နမောဘဂဝတိဒုရိယာယဆိုရမန္တန်ကိုတုံးကျင်ရွဆိုပြီးမိမိလူတော်စုကိုတောင်းကာကျန်မြစီကမြအောင်မြင်ပါပဲဖြစ်ပါတယ်ခင်ဗျာဒီကာလမှာလူဝဝိတုတွေနေနေကတော့ရေတစ်တီထီးလို့ကိုလူတန်းမှုအကြံပြုတိုက်တွန်းလို့ပါတယ်ခင်ဗျာဒီကိုရတာကိုကြော်ဖြတ်ပြီးရင်တော့ မိုးရေကောင်းကောင်းရွာမယ်လို့ရှေးပညာရှိတွေကဆိုကြပါတယ်။ဒါကြောင့်အပူဓာန်ကိုတိခံပြီးကို့ကျမ်းမာရေးကိုအဓိကထားဖို့တိုက်တွန်းလိုပါတယ်။ဒီဗီဒီယိုလေးကိုလည်း like share လုပ်ပြီးသင်ရဲ့မိသားစုဝင်တွေသင်ချစ်ခင်ရတဲ့သူတွေကိုနှောက်တက်ပါအကြောင်းတရိပ်ပြီးမျှဝေလိုက်ကြအောင်ပါခင်ဗျာ။ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ကျမ်းမာပေးခင်ပျော်ရွှင်ခြင်းနေတဲ့အတူလက်ရှိဘဝတဲ့ပုံမကောင်းမွန်သောဘဝများကိုပတ်ဆက်နိုင်ပါစေလို့ 什么刚当阿爸的，那不就了嘛，变来，从头加完手，怎么样？